မင်္ဂလာပါသားတို့သမီးတို့ရေတီချဲကတော့သူငယ်နဲ့မြန်မာစာကို သင်ကြားပေးမယ့် teacher Ekari ပဲဖြစ်ပါတယ်အခုသင်ကြားပေးမှာကတော့တာလရဟဘီအစင်စင်ရေးတာခြင်းကိုသင်ကြားပေးမှာပဲဖြစ်ပါတယ်ကွယ် တီချဲဂီးလေးတစ်လုံးတင် जा ပေးมาဖြစ်ပါတယ်ကွယ်သူ့ရဲ့နာမည်လေးကတော့တားလို့ခေါ်ပါတယ်ကဲအဲ့ဒါဆိုရင်တီချဲအခုတာလေးကိုရေးပြပေးပါမယ်တချက်နှစ်ချက်နောက်တစ်ခေါက်ပြန်ဆွဲပြပေးမယ်နော်တချက်နှစ်ချက် သူ့ရဲ့နာမည်လေးကတော့တအလို့ခေါ်ပြီးတော့ဒီချဲတို့ဟာသူ့ကိုတလို့ပဲအတန်ထွက်ရပါတယ်ဒါတို့သမီးတို့ရေအတန်ထွက်လေးဒီချဲနောက်တစ်ခေါက်လောက်ပြပြပေးပါမယ်တကဲအဲ့ဒါဆိုရင်ဒီချဲတို့တနဲ့ပတ်သက်တဲ့စကလုံး၃လုံးပြပြရအောင်တော့တည့်ရတီတော့ ကဲသားတို့သမီးတို့ရေအခုဒီချေတို့တာပြီးလေးကို ရေးသားပြီးပြီဆိုတော့တာနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးကိုလုပ်ကြည့်ရအောင်နော်ရုပ်ပုံထဲမှာသားတို့သမီးတို့ကတာပြီးလေးကို ရှာပြီးဝိုင်းကြည့်လိုက်ကြပါနော်ကဲအဲ့ဒါဆိုရင်ဒီချေနောက်ထပ်ပြီးလေးတစ်လုံးထပ်ပြီးတော့ရေးပြပေးခြင်းပါတယ်ကွယ်သူ့ရဲ့နာမည်လေးကတော့လဖြစ်ပါတယ်ကွယ် တားရုသမီးတို့ရေလအခေယာရင်းနီလေးကိုတီချေကရေးပြပေးပါမယ်လတီချေနောက်တစ်ခေါက်ပြန်ပြီးတော့ရေးပြပေးမယ်နော်လာကဲအခုဆွဲပြထားတဲ့လရဲ့အတန် track လေးကလပဲဖြစ်ပါရဲ့သားတို့သမီးတို့ကြီးပြန်ပြောပြပေးမယ်နော် သူ့ရဲ့အတန်ထွက်ကလေးကလာ Okay အဲ့ဒါဆိုရင်တီချေကလာနဲ့ပတ်သက်တဲ့စကားလုံးလေးပြောပြပေးပါမယ်လက်လေလေအခုဒီချေရောလာပြီးလေးကို ရေးသားပြီးပြီဆိုတော့ လနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးကို လုပ်ကြည့်ကြရအောင်နော်ရုပ်ပုံလေးထဲမှာလအပ်ခရလေးကို ရှာပြီးတော့ဝိုင်းကြည့်လိုက်ကြပါကဲအဲ့ဒါဆိုရင်တီချယ်တို့နောက်ထပ်ဒီတလုံးထပ်သွားကြည့်ရအောင်သူ့နာမည်လေးကတော့ရပလက်လို့ခေါ်တယ်ကွဲ့ ီချေကအခုရပလက်လေးကိုရေးပြပေးပါမယ်တချက်နှစ်ချက်သုံးချက်ဒီချေနောက်တစ်ခေါက်ပြန်ပြီးတော့ရေးပြပေးမယ်နော်တချက်နှစ်ချက်သုံးချက်ကဲ okay. တီချဲအခု ရေးပြလိုက်တဲ့ရပလက်လေးရဲ့အတန်ထွက်ကတော့ရလို့အတန်ထွက်ရပါတယ်တီချဲနောက်တစ်ခါပြန်ပြီးတော့အတန်ထွက်ပြပေးမယ်နော်သူ့ရဲ့အတန်ထွက်လေးကရကဲအဲ့ဒါဆိုရင်တီချဲကအခုရနဲ့ပတ်သက်တဲ့စလုံးလေးပြပြပေးမယ်သားတို့သမီးတို့တည်တည်ချာချာလိုက်ပြီးတော့ကြည်ထားကြအောင်နော်ရက်တောင်း ရင်ရှုံအခုဒီချေရိုးကရပ်လက်ဖြီးလေးကို ရေးသားပြီးပြီဆိုတော့ရပ်လက်နဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးကိုလုပ်ကြည့်ကြရအောင်เนาะရုပ်ပုံလေးထဲမှာရပ်လက်လေးကို ရှာပြီးတော့ဝိုင်းကြည့်ကြပါเนาะကဲတာသမီးတို့ရေ ီချေတို့နောက်ထပ်ဘီလေးတစ်လုံးကိုထပ်ပြီးတော့ရေးကြည့်ကြရအောင်เนาะအခုရေးပြပေးမယ့်ဘီလေးရဲ့နာမည်ကတော့ဟာလို့ခေါ်ပါရဲ့ကွယ်ဟာကဲအဲ့ဒါဆိုရင်တီချေကအခုရေးပြပေးပါမယ်ဒါတို့သမီးတို့တေးသေးချာချာလိုက်ပြီးတော့ကြည့်ထားကြအောင်เนาะ The chair နှစ်ချက်သုံးချက်ဒီချက်နောက်တစ်ခေါက်ပြန်ပြီးရရေးပြပေးပါမယ်တစ်ချက်နှစ်ချက်သုံးချက်ဒီချက်တို့ကသူ့ကိုဟာလို့ပဲအတန်ထွက်ရပါတယ်ကလေးတို့ကြီးသူ့ရဲ့အတန်ထွက်ကလေးကဟာကဲအဲ့ဒါဆိုရင်ဒီချက်က ဟာနဲ့ပတ်သက်တဲ့စကားလုံးလေးတွေကိုပြပြပေးပါမယ်။ဟင်းသာဟင်းချိုဟင်းသီးဟင်းရွက်ကဲအခု teacher တို့နောက်ထပ်ဂျီလေးတစ်လုံးထပ်ပြီးတော့ရေးကြည့်ကြရအောင်အခု teacher တို့က ဟဘီလေးကို ရေးသားပြီးပြီဆိုတော့ဟနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးကို လုပ်ကြည့်ကြရအောင်နော်ရုပ်ပုံလေးထဲမှာဟဘီလေးကို ရှာပြီးဝိုင်းကြည့်ကြရအောင်နော်ကဲတားရသမီးတို့ရေတီချဲအခုသင်ကြားပေးသွားတဲ့တလရဟဆိုတဲ့ဘီရဲ့ခရလေးတွေကို ရေးတတ်ပြီလို့ထင်ပါတယ်တီချဲတို့နောက်သင်ခန်းစာမှာပြန်တွေ့ကြမယ်နော်